အားလုံးပဲမင်္ဂလာပါခင်ဗျာတပန်အတန်စာအုပ် channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သွားပြီးပို့လေတောင်းဆိုရပါတယ်တနေ့တနေ့ကျွန်ုပ်ဒီမိတ်ဆွေတို့ဦးညွန်ပြမှုကြောင့်တရားထိုင်ရန်အလို့ငါလွန်စွာအေးချမ်းသောတောင်ဝုံမျိုးကလေးတစ်မျိုးစီတို့အမိရထားဖြင့်ခရီးထွက်ခဲ့လေကျွန်ုပ်ဤနဘေးထိုင်ကုန်၌မူအဘိုးကြီးတို့ဦးလာ၍ထိုင်လေသည်သူဤပစ္စည်းပစ္စည်းဟု၍မေမေရရမရှိပေလွန်စွာကြီးမားသောလွယ်ကြီးတစ်လုံးနှင့် လွန်စွာကြီးမားသောတောင်ဝေးကြီးတစ်ချောင်းသာပါလေသည်ထိုဘိုးကြီးသည်အသားအလွန်ဖြူ၏ထို့ပြင်လွန်စွာရှည်လျား၍ဖြူဖွေးလျက်ရှိကုန်သော မုန်းစိတ်တို့သည်လည်းရှိ၏တိုက်ပုံအင်ဂျင်နှင့်တူသောအင်ဂျီအပွားကြီးရမ်းမောင်းမီကောင်းမီပွားတို့ကိုလည်းဝစ်ဆင်ထား၏ထိုဝစ်စားတို့ကြောင့်မြမအဖိုးတို့အူမဟုတ်ကြောင်သိသာနိုင်၏ကျွန်ုပ်ဒီထိုင်ကုန်နှင့်ထိုင်မိသည်နှင့်ကြပြိုင်နှင့်လွဲရီအတွင်းမှတရားထိုင်သည့်စာအုပ်ကိုထုတ်၍ဖတ်ရှုနေလေ၏ ။မိုးစိဖြူအဖိုးကြီးမှမူကျွန်ုပ်၏နဘေး၌လာ၍ထိုင်နေသည့်အချိန်မှစ၍၎င်း၏တောင်ဝေးကိုပစ္စည်းတင်သောစပွဲတို့တင်ခြင်း၊လွယ်အိတ်မှပစ္စည်းများကိုထုတ်ခြင်း၊ပြီးလျင်ပြန်ထည့်ခြင်း၊စသောအသက်ကြီးရွယ်တို့၏အငြိမ်မနေတတ်သောအကျင့်ကိုပြလေတော်သည်။ထို့နောက်မိုးစိဖြူအဖိုးကြီးသည်အဖိုးတော်ကြီးသည်သူ၏လွယ်၏အတွင်းမှ မုန်းတို့ကို ထုတ်၍မုန်းတို့ခုကို၌ယူစားတော့နေလေ၏။ကျွန်ုပ်ဒီစာဖက်နေရာမှာ၎င်း၏မုံကိုလှမ်း၍ကြည့်လိုက်လေ။မုံမှာဓာလီမုံဖြစ်၏ မုတ်စိတ်ဖြူကြီးသည်ဓာလီမုံကိုစားပြီးနောက်ရေဘူးကိုထုတ်၍ရေတော့ပြန်သည် ရေတော့ပြီးသောအခါ၌စေးတန်ကစေးတန်ကစေးတန်ကလေးကိုထုတ်၍စေးဦး၌စေးဖြည့်ကစေးတန်ဖွာ၍ငိမ့်၍သွားလျော်သည်ဒိုချင်းသည့်ယထာမှာတုတ်တုတ်မြမလုပ်သေးခကြီးတယ်များမှမူတက်လိုက်ဆင်းလိုက်ပစ္စည်းများကိုခုံအောင်ထိုးသူထိုးတန်းမော်တင်သူတင်နှုတ်ဆက်သူဆက်စသဖြင့်ပွက်လို့ရိုက်လျက်ရှိနေသည်ဒေါနောက်တွင်ကခကြီးတယ်အားလုံးလိုလိုနေသားတကြဖြစ်သွားသောကြောင့်ငြိမ်၍သွားလျော်သည် လိုက်ပုတ်သူအချို့နှင့်ခရီးသည်အချို့သည်ဟိုတစုဒီတစု ဆိုသလိုဇင်းကြံလမ်းမပေါ်၌စကားပြောလျက်ရှိကြ၏ကျွန်ုပ်တို့၏ပြတင်းပေါက်၌မူတစ်ဖက်ခုံမှခီးသည်လာရောက်၍ကိုတပိုင်းကိုပြတင်းပေါက်အပြင်ဘက်သို့ထုတ်ကာကုန်းဤကုန်းကွာအနေထားဖြင့်၎င်းအားလိုက်ပို့သောပလက်ဖောင်းပေါ်မှလူအားမာတန်းရှည်ကြီးတို့ခုကိုမှာကြားနေလေဒိုမာတန်းထဲတွင် MD အိမ်တို့ပို့ရန်ပစ္စည်းများလဲအကြောင်းလဲပါ၏ဒိုပစ္စည်းများနှင့်အတူတာကေသားမှအနေတဲ့ကြီးတို့လည်းပါ၏ MD ကြီးကတော်မှာ ကရောမာတော့တစ်ခွာပန်းအကြောင်းလဲပါ ਈ နောက်မှလိုက်ဖို့သူကဟုတ်ကဲ့ဟုတ်ကဲ့ဟုသာပြန်ပြီးပြောနေတဲ့ံကိုလေးကြားရ ਈ နိုင်ငံသားတို့ထွက်မိသူဤသားအတွက်ပတ်စဖို့ကိစ္စမြို့ထံကိုပြောထားကြောင်းဒုကိစ္စအတွက်အစဉ်ပြေမပြေသွားရောက်မင်းမင်းရန်လဲပါ ਈ အောက်မှလူကဟုတ်ကဲ့ဟုတ်ကဲ့ဟုပြန်ပြီးဖြေတယ်လဲကျွန်တော်ကြားရ ਈ ထို့နောက်အိမ်၌တက်ဆင်ထားသောလေးပိစက်မှာကောင်းစွာမအီးတော့ပဲရေများယူကြနေခြင်းသာလျှင်သာလျှင်အဖက်တင်ကြောင်းလဲပါ ਈ ထို့ကြောင့်ယုံမှလေးအေးစက်များကိုပြင်လိရှိသူအားခေါ်၍ လက်ဖက်ရည်လေးပါလိတိုက်ခါပြင်ခိုင်းထားဖို့လဲပါဤအောက်မှလူကလည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုပြန်၍ဖြေနေလေ၏ထို့အပြင်၎င်း၏ရုံငယ်အတွင်းရှိဗီယိုအတွင်းမှနေသက်ကူးတွင်၃ရက်ရောက်ရှိနေပြီဖြစ်သောဒဏ်ရာရေးစာအုပ်များနှင့်ပြက်ကလေးများကိုပို့ရမည်စီရင်လဲပါဤထိုစီရင်ထဲတွင်ရုံကလူတွေတောင်းမီမပေးနိုင်ဟုလဲပါဤအောက်ကလူကလည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုပြန်၍ဖြေလေ၏ ထို့နောက်မှကားကိုယူသွားပြီးရေဆေးခြင်းစီထိုးခြင်းများပြုလုပ်ပြီးဂိုဒေါင်တွင်း၌ထည့်သိမ်းနိုင်ရန်လည်းမှာကြားလိုက်။ထိုကအောက်ကလူမက်လည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုခေါင်းတညင်ညင်ဖြင့်ပြောကာပြန်သွားလီတော်သည်။ထိုက၌ထိုကြီးတဲ့သည်အနောက်သို့ဆုတ်လိုက်ရာကျွန်ုပ်၏ခြေထောက်ကိုနင်းမိလီတော်သည်။ခြေထောက်အပြားကိုနင်းမိသောကြောင့်ကျွန်ုပ်မှာအတော်ကလေးနာကျင်သွားသည်ဖြစ်ရာအာဟုအော်လိုက်မိလီ။ထိုကထိုသူက sorry sorry ဟုပြောပြီး၎င်း၏ထိုင်ကုန်စီသို့ပြန်သွားလီ။ကျွန်ုပ်ဒီထိုသူဤ ကျွန်ုပ်ဒီကျွန်ုပ်ဤနဘေးမှာမိုးစိဖြူကြီးကိုလှမ်းကြည့်လိုက်မိုးစိဖြူကြီးသည်၎င်း၏ခြေထောက်နှစ်ခုစလုံးကိုခုံပေါ်သို့တင်း၍ထားကြောင်းတွေ့ရလေသည်မိုးစိဖြူကြီးသည်ကျွန်ုပ်အားပြုံးပြလိုက်လေဒီလူမျိုးတွေကဘာမှမမြင်တော့ဘူးဒါကြောင့်ကြောက်ကခြေထောက်ပေါ်ငိုကလေးကခုံပေါ်တင်လာတာကိုလူကသဘောမပေါက်တော့အနင်းခံရတာပေါ့လေကိုလူဖက်တဲ့စာအုပ်ထဲမှာခြေထောက်ကိုနင်းမိရင်ဘာလို့ရမလဲဆိုတဲ့နီးမြပါသေးသလားဟုမိုးစိဖြူကြီးကပြောလိုက်လေတော့သည်ထို့ကြောင့်ကျွန်ုပ်ကကျွန်ုပ်ဖက်နေတဲ့ရှေးဦးတူနာပြူစာအုပ်မဟုတ်ဘူး ဒါတွေဘယ်ပါမလဲဟုပြန်၍ပြောလိုက်လေ။ဒေါကာမိုးစစ်ဖြူကြီးကသူ၏လွယ်၏အတွင်းမှပြုတ်စီကလေးတပလင်းကိုထုတ်ကာကျွန်ုပ်အားလှမ်းပေးလေ။နင်းနေပွတ်ထားလိုက်ဟုပြောလေ။ထို့ကြောင့်ကျွန်ုပ်လည်းနင်းခံရသောခြေထောက်ကိုပြုတ်စီပွတ်မည်ဟုခုံပေါ်သို့တင်လိုက်ပြီးကြည့်လိုက်ရာသူကြီးများဥသွားကြောင်းတွေ့ရလေသည်။ဒေါကာမိုးစစ်ဖြူကြီးကသူကြီးဥသွားပြီထင်နေ။အယိုးအံ့မသွားတာပဲကံကောင်းနေမှ။ဒီလူကတော်တော်စားတဲ့လူနဲ့တူတယ်။သူခန္ဓာကိုယ်ကြီးကလည်းနေတာမဟုတ်ဘူး။အနင်းခံရတာချင်းတူပေမဲ့တိတ်ပြီးမစားတဲ့လူနင်းတာက စားတဲ့လူနင်းတာနဲ့ကွာရဲငါလူရဲ့တိတ်ပြီးစားတဲ့လူနင်းရင် ပို့ပြီးဤတယ်ကွဲဟုပြောလိုက်လေကျွန်တော်ဒီပြုတ်စီပလင်းကိုဖွင့်၍ပြုတ်စီအနေငယ်ကိုကော့ကော့ကာနင်းမိသောနေရာတို့ပို့လိုက်ပြုတ်စီမှာတော်ကလေးကောင်း၏ထို့ကြောင့်ပို့လိုက်လေနဲ့ပို့လိုက်သောနေရာမှာနှွေးပူနှွေး၍သွားသောကြောင့်အနာသည်တက်သာ၍သွားလေသည်အတော်ကောင်းနေပြုတ်စီပဲဗျကျွန်တော်ကဤတို့ပြောလိုက်ဘလောက်ပဲကောင်းကောင်းယောဂပြောက်တဲ့ပြုတ်စီဆိုတာဒီကဘာပေါ်မှာမပေါ်သေးဘူးကွာ ပြုတ်စီဆိုတာနည်းနည်းပါးပါးထိခိုက်မိရင်ပုတ်လိုက်လင်းလိုက်တာနဲ့ပူကနေနှွေးကနေဖြစ်ပြီးတက်တာသလိုရှိပေမဲ့ဘေယောဂါကိုမှပျောက်ကင်းအောင်မစွမ်းဆောင်နိုင်ဘူးယောဂါလည်းမပျောက်ဘူးလူတွေလည်းတုံးနေတဲ့စေတမျိုးကိုပြောပါဆိုရင်ပြုတ်စီကိုပဲပြောရမယ်ဒါကြောင့်ငါတို့ရှီဟောင်းအဖိုးအဖွားတရုတ်လူမျိုးတွေဟာခဏပဲကောင်းပြီးရေရှင်မကောင်းတဲ့လူကိုစိတ်ဆိုးလို့ဆဲရင်ပြုတ်စီလို့ဆဲလေးရှိလေအစဲခံရတဲ့လူကသိပ်ပြီးနာတယ်ဘာပဲဖြစ်ဖြစ်ပြုတ်စီကလည်းမရှိရင်မဖြစ်ဘူးကွာ။နားလေးပါလေးမှွန်ရင်နှာခေါင်းမှာပုတ်ရတယ် ခေါင်းလေးပါလေးကိုက်ရင်နှစ်ထင်မှာပွက်ရတယ်။ချောင်းလေးပါလေးစိုးရင်လေပင်မှာပွက်ရတယ်။အသက်ရှူကြက်ရှင်တယ်လို့ဖြစ်ရင်လက်ထဲမှာပုတ်ပြီးရှူရတယ်။ချွေးငုံနေရင်ရွေးပူပူနဲ့ခတ်ပြီးတောက်ရတဲ့အခါမျိုးလည်းရှိသေးတယ်။အခုကို့လူလက်ထဲရောက်နေတဲ့ပြုတ်စီကရှေးခေတ်ကပေါ်ဘူးတဲ့ကို့လူပေါ်ဘူးတဲ့ကြာပန်ပြုတ်စီကွဲ့ထိုကဲ့သို့အမုတ်စိဖြူကြီးကပြောလိုက်၏ထို့ကြောင့်ကျွန်ုပ်လည်းပလင်းကိုအသေးစားစွာကြည့်လိုက်၏ပလင်းမှာမက်ဆေ့ပုံတံတောင်းကလေးများပါ၏အယောင်မှာနီးညိုအောင်ဖြစ်၏ နာဖာချီအယောင်နဲ့တူပြီအေးတော့ကတော့ကြားကြီးတကောင်ဝှကြီးပတ်ပြီးခေါင်းကိုက်နေတဲ့ပုံနဲ့ကိုက်လိုက်တဲ့ခေါင်းကောင်းလိုက်တဲ့ဘန်းဆိုပြီးကြောညာကြောညာခဲတဲ့ကြားပန်းပြုတ်စီပေါ့ကိုလူဘယ်လိုဘယ်လိုလူမျိုးတွေကဘယ်လိုသိမ်းထားတယ်မဆိုနိုင်ဘူးတခါတခါမှနှစ်ပေါင်း90လောက်ပျောက်သွားတဲ့ပြုတ်စီဟူနာဒီနာတပလင်းစာနပလင်းစာဝယ်လို့ရနေပြီပလင်းကြီးနဲ့တမျိုးထုတ်တယ်ပလင်းသေးနဲ့တမျိုးထုတ်တယ်တန်မူးကလေးနဲ့လည်းတမျိုးထုတ်တယ်ဟုမုတ်စီဖြူကြီးကရှင်းပြလေအတော်ကောင်းပါလေအခုမပူတော့ဘူး အဲ့ဒါလိုဖြစ်လာပြန်ပြီဟုကျွန်တော်ကကျွန်တော်ရဲ့ခြေတော့ကိုညွန်ပြရင်ပြောလိုက်လေဟုတ်တယ်ပူတခါအဲ့ဒါလေပဲကိုလူကြီးဒါကြောင့်ကျုပ်တို့ဘိုးအဖိုးအဖွားတွေကအခုတမျိုးတော်ကြတမျိုးလှုပ်တဲ့လူတွေကိုပြုတ်စီးလို့ဆဲလေးရှိရယ်အစေးခံရတဲ့လူကတိတ်ပြီးနာရာကွဒါပေမဲ့ငါကတော့ပြုတ်စီကိုတဘောကြတယ်ပြုတ်စီကမိတ်ဆွေတိုးစီတယ်ကွတိတ်ထီယိုတောင်တက်တုန်းကပြုတ်စီကိုအကြောင်းပြုပြီးမိတ်ဆွေကောင်းတယောက်ရခဲ့တယ်ရွှေဆက်တော်သွားတော့ကလည်းပြုတ်စီအကြောင်းပြုပြီးမိမကြီးတယောက်နဲ့ငါနဲ့မိတ်ဆွေဖြစ်ခဲ့ရတယ် ဟောကြည့်စမ်းမင်းနဲ့ငါနဲ့မိတ်ဆွေဖြစ်ရပြန်ပြီမင်းဘာလို့လှုပ်ရှားတဲ့လူဆိုတော့ငါအတက်မပြောနိုင်ဘူးအသိငယ်တဲ့လူဆိုတော့ငါပြောနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ခြေတော့ကိုနင်းမိတော့ငါအော်လိုက်တဲ့အတန်ဟာအသေးကောင်းတဲ့လူဆိုရင်အမြောက်မှန်မှအဲ့လောက်အော်တာကွာထို့သူပြောလိုက်ရာကျွန်ုပ်ကျွန်တော်ကျွန်ုပ်ဒီ၎င်းဤစကားကိုသဘောကျသောကြောင့်ပြုံးလိုက်လေထို့နောက်မှာကျွန်ုပ်ကအော်တာတစ်ခုတည်းကိုကြည့်ပြီးကြုတ်ကိုအသိငယ်တယ်လို့အတက်ပြောတာကတော့နည်းနည်းလွန်နေထင်နေဟုပြန်ပြီးပြောလိုက်ရာမုတ်ဆိပ်ဖြူကြီးက အော်ဒါတခုတည်းပြောတာမဟုတ်ဘူး။နာရင်အော်ဒါဟာတဘာဝပါပဲ။ဒါပေမဲ့ကိုဒီလောက်နာနေပြီပဲနင်းတဲ့လူကိုစောင့်ပြီးတွန်းမှာတွန်းလိုက်ပါလား။ကို့လူအဲ့လိုလည်းမတွန်းခဲ့ဘူး။ဘာကြောင့်မတွန်းလဲဆိုတော့ဟိုလူပြောတဲ့စကားတွေကိုကို့လူကြားလိုက်တာကိုဒီတော့ကို့လူရဲ့မသိစိတ်မှာဟိုလူကိုအတော်ကြီးကျယ်တဲ့လူကြီးအဖြစ်အမှတ်ပေးလိမ့်မယ်။အဲ့ဒါကြောင့်မတွန်းဝန်းတာ။စစိုးပြပြလူတယောက်တာကို့လူကိုနင်းမိစမ်း။ကို့လူအဲ့လိုအော်ယုံမှာအော်မှာမဟုတ်ဘူး။ အခုတော့ဟိုလူက sorry sorry ဆိုတာနဲ့ကို့လူကြည်နက်လိုက်တယ်ဟုပြန်ပြောလေ။ကျွန်တော်ကတစုံတရာပြန်ပြီးပြောဆိုခြင်းမပြုဘဲပြုံးလိုက်လေ။ထို့နောက်ကျွန်ုပ်ကဘာပဲဖြစ်ဖြစ်ခမားပြုတ်စီကိုအကြောင်းပြုပြီးခမားကိုတော့ကျေးဇူးတင်ရမှာပဲဟုပြောလိုက်ရာမိုးစိတ်ဖြူကြီးကဟိုတုန်းကမင်းမပြိုလေးတယောက်နဲ့သူ့အမေဟာကြိုက်သီးကိုတက်လာတယ်။ရွှေရင်စုအတက်လဲရောက်ရောအမေလှုပ်တဲ့လူကခြေတလုံးကြွက်သားတွေတက်ပါလေရော။အဲ့ဒီတော့မင်းမပြိုလေးကလည်းအခက်ကြုံနေ။အဲ့ဒီအခါမှာဖျားဘူးလမ်းကြုံလူငယ်တို့ကပြုတ်စီတပလင်းထုတ်ပြီးလိုက်တယ်။ အဖေါင်းကြီးကအဲ့ဒီပြုတ်စီလေးလိမ့်ရောဝေဒနာကတက်တာဝင်ရသွားတယ်။အဲ့ဒါကနေအကြောင်းပြုပြီးမင်းမပြိုလေးနဲ့လူငယ်ကလေးရင်းနှီးသွားတယ်။နောက်ဆုံးမှချစ်ကြိုက်ပြီးညွှန်းသားကြတယ်ဆိုပါတော့အဲ့လိုဝိထုသွားမျိုးတွေရှေးတုန်းကထုတ်တဲ့ဒီစူစာတက်ဆောင်မဂ္ဂဇင်းမှာအများကြီးပါဘူးလေ။မဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူး။ပြုတ်စီတပလင်းကိုအကြောင်းပြုပြီးမိမရကြင်လဲရသွားနိုင်တယ်။တကယ်လို့ကုလူဟာပဲထီအောင်အမီးမပေါက်သေးဘူးဆိုရင်ပျုပ်စီကောင်းကောင်းတပလင်းလောက်ဝယ်ပြီးစောင်းထားတဲ့နဲ့ဟုပြောလိုက် ကျွန်ုပ်ဒီပြန်၍မပြောဘဲပြုံးရည်သာနေလိုက်၏။အဘဲကြောင့်ဆိုတော့ကျွန်ုပ်၌အိမ်တော်ရှိ၏။ကျွန်ုပ်ရရှိသောမိမသည်ပင်လျင်ပြုတ်စီကိုအကြောင်းပြု၍ရရှိထားသောကြောင့်ဖြစ်၏။ကျွန်ုပ်၏မိမသည်ပြုတ်စီကိုအလွန်ကြိုက်၏။မြည်တို့ဖြစ်မြည်တို့ဖြစ်သည်မသိကျွန်ုပ်၏မိမသည်အိယာဝင်သည်နှင့်တပြိုင်နက်ပြုတ်စီပလင်းကိုဖွင့်ကာသူ၏ခန္ဓာကိုယ်နေရာအနှံ့ပြားသို့ပုတ်လီတော်သည်။ကျွန်ုပ်မောင်ချင်းအောင်တွင်တို့ဝင်လိုက်တော့အခါတိုင်းပြုတ်စီကိုတော်တွင်တို့ဝင်တဲ့ကဲ့သို့ခန်းစားမိလေ၏။ဤကိစ္စကိုအကြောင်းပြု၍အိမ်တော်ကြကားစား၌ခဏခဏယံဖြစ်ရလေ၏။ တို့ရရင်မိတို့ဖြစ်လေသည်မသိနောင်ခါများ၌ပြုတ်စီနဲ့မရလျင်ပင်ကျွန်ုပ်သည်တခုခုလိုနေတကဲ့သို့ခံစားရပြီးအိပ်၍မပြောတကဲ့သို့ရှိနေလောသည်ထို့ပြင်ကျွန်ုပ်၏ဇနီးသည်လွန်စွာနဘူးနဆာ၌ပြဒနာ မရှိလျင်ပြဒနာရှာ၏ထို့ကြောင့်မကြာခဏဆိုသလိုနေဟာပြုတ်စီလိုပဲအလွန်ကိုပူဆက်ပူလောင်နိုင်တဲ့မိမပဲဟုပြောရလေထိုအခါမျိုး၌လည်းကျွန်ုပ်၏မိမသည်ညင်၍မနေတတ်ပြုတ်စီနဲ့တူတဲ့မိမနဲ့မပေါင်းခြင်းမပေါင်းနဲ့ရေခဲတုံးလိုမိမရှာပြီးပေါင်းပြီးတော့ ရှင့်လိုလူမျိုးကိုဘယ်မိမမှကျမလိုတင်းကျင်းခံပြီးပေါ့မှမဟုတ်ဘူးဟုပြန်၍ရန်တွေးတတ်လေ၏တို့ပြင်ကျွန်တော်ဤမိမမှနတ်ကိုလွန်စွာယုံကြည်သူဖြစ်၎င်းယုံသောနတ်များမှလည်းဝက်သားကြောက်သောနတ်များဖြစ်တနေ့တွင်ကျွန်တော်ဤမိတ်ဆွေတို့ဦးသည်ကျွန်ုပ်ထံသို့လာရောက်၍ယနေ့ခေတ်အသုံးပြုနေသောပြုပ်စီတော်တော်များများနှင့်ဆက်ပြာတို့မှဝက်စီကိုသုံးနာကြောင်းပြောဘူးလေ၏ကျွန်တော်ဒီထိုသူဤစကားကိုအယုံကြည်မရှိပါသို့တော်ကျွန်ုပ်ဤစကားကိုထိုအကြောင်းကိုပြောပြလေ၏ ဘိုးကကျွန်ုပ်၏ဇနီးသည်ပြုတ်စီနှင့်နှက်အကြားတွင်ဝေခွဲမရဖြစ်ရလေတော့သည်ငယ်စဉ်ကပင်ပေါင်းသိင်းခဲ့တော့ပြုတ်စီကိုပေါင်းရမည်လောကြီးမှပေါင်းရသောနှက်ကိုပေါင်းရမည်လောဟုပြာများရလေတော့သည်တို့ရတွင်ခေါင်းကိုက်သောအခါနှက်သည်မြည်တို့မြမတတ်နိုင်ပြုတ်စီကသာတတ်နိုင်ဘိုးကနှက်သည် တကူမရှိပြုတ်စီကသာတကူရှိကိုလက်ကိုက်ခဲသောအခါ၌လည်းသူ၏နှက်များသည်ပျောက်ကင်းအောင်မစွမ်းဆောင်နိုင်ကြပြုတ်စီကသာစွမ်းဆောင်နိုင်ဤစေးစေးပေါပေါတွေးကြည့်သောအခါ၌ သူကူးခွေသောနှက်များသည်သူအသုံးပြုသောပြုတ်စီလောက်ပင်တကူးမကြီးကြောင်းတဘောပေါက်လာလေတော့သည်မြည်တို့တဘောပေါက်မြည်တို့တဘောပေါက်တော်လဲအစွဲလန်းဟူဒီကစွန့်လွတ်ရန်ခက်ခဲ၏အစွဲလန်းတစ်ခု ရှိပြီဆိုလျင်စွန့်လွတ်ရန်အတွက်ပတ်ဝန်းကျင်လို၏တတ်သည့်လို၏အရေးချင်းများစွာလို၏ထို့ကြောင့်ကျွန်ုပ်၏ဇနီးသည်နံပြားကိုလည်းမစွန့်ရဲပြုတ်စီကိုလည်းမသုံးမဲမနေနိုင်ထို့ကြောင့်ပြုတ်စီသုံးကန်နီး၌ကိုတော်တို့ပြုတ်စီထဲမှအမဲစီတွေပိုင်းခွတ်လွတ်ပါဟုတောင်းမှန်တို့ရှိုးသောဒလီတစ်ခု ပေါ်ပေါက်လာလေတော့သည်နောက်တွင်တောင်းပန်တူရှိုးသောစကားမပြောဘဲပြုတ်စီပလင်းကိုဖွင့်ကာအပေါ်သို့မြောက်လေတော့သည် ထိုပြုတ်မှုကိုမြင်တော့မြင်တော့မှအတော်ကြီးတူကစားစရာတောက်စရာဆိုရင်တော့အဖိုးတို့အဖိုးကိုအတော်တို့စီမှာလဲမြောက်တဲ့အလေးအလေးထားရှိပါတယ်ပြုတ်စီကိုတော့မမြောက်ပါဘူးမိန်းကလေးရဲ့ဟုပြောဘူးလေထိုအချိန်မှာတွင်ယထားထွက်ရန်အဝေါ်ဆွဲလေထိုအဝေါ်ဆွဲတိုင်းဤမရှိမနှောင်း၌ပင်မျက်နှချင်းခုံပေါ်မှမိမတို့ရောက်ရှိလာပြီးထိုင်လေသည် ဒုံမင်းမမှာအသက်30ကျော်အရွယ်ခန့်ရှိဒုံမင်းမအားအတော်ကြီးတူကလိုက်ပို့၏ဒုံမင်းမသည်ပဒင်းပေါက်မှနေ၍လိုက်ပို့သောအတော်ကြီးအားဒေါ်သိန်းရဲ့ကမန်းကရန်ထွက်လာခဲ့ရတာပြုတ်စီတော်ပါမလာဘူးကျမကခီးသွိုင်းရင်ခေါင်းကိုက်တက်တယ်အခုလည်းမနဲ့အစောကြီးရေချိုးတာခေါင်းထဲမှာအုံတုံတုံနဲ့ဟုပြောစဉ်ယထာသည်ဘင်းလင်းစာပြုတ်လေပြီဒုံမင်းမလည်းလိုက်ပို့သောအတော်ကြီးအားလက်ပြပြီးကိုကိုမတ်ကအင်ဒရီရရထိုင်နေ၏တို့တို့ထိုင်လိုက်စဉ်တွင်ကျွန်ုပ်၏လက်ထဲမှာပြုတ်စီပလင်းကိုမြင်တွေ့သွား၏ တို့ကကျွန်ုပ်က၎င်းအားလှမ်း၍ပြီးရင်ခေါင်းကန့်ရင်နည်းနည်းပုတ်ထားလိုက်ပါလားဂျာပန်ပြုတ်စီအစ်စ်ကလေးဟုပြောပြီးပေးလိုက်ရာထိုမိမလည်းအငမ်းမရလှမ်းယူရင်ကျေးဇူးတင်လိုက်တာရှင်ဟုပြောရင်ပြုတ်စီကိုအားရပါရကောကနှထင်းကိုပုတ်၏ဇက်ကိုပုတ်၏ထိုပြင်လက်ထဲတွင်ပုတ်၍လည်းအားရပါရရှူလေ၏တို့တို့ယူလိုက်ပြီးလျင်ကျေးဇူးတင်လိုက်တာရှင်ဟုပြောကပြုတ်စီပလင်းကိုပြန်၍မပေးဘဲကင်မြဲကင်ထားလေ၏ထို့နောက်အိမ်သာဘက်သို့ထားထွက်သွားလေ၏ဒိုကာမိုးစိတ်ဖြူကြီးကကျွန်ုပ်အား ကိုလူကကိုပစ္စည်းလည်းမဟုတ်ပဲဟိုကတောင်မတောင်းရသေးဘူးဘာဖြစ်လို့လောကွတ်သွားလုတာတော့ဟုပြောလေတော့သည်ဒိုကကျွန်ုပ်ကသူ့ခမခေါင်းကိုက်နေရှာတယ်ဗျာဟုပြောလိုက်ရာသူခေါင်းကိုက်နေကြောင်းကိုလူကဘဲနေလို့သိတော့ဟုမေးလေစောစောကဟိုမိမကြီးကိုပြောလိုက်တာကြားတယ်လေဟုကျွန်ုပ်ကပြောလင်မဟုတ်စိဖြူကြီးကအဲ့ဒီလိုကြားတာနဲ့ပဲသူခေါင်းကိုက်တယ်ဆိုတာတကယ်ကြုံလိုက်ရရောလားကိုလူရဲ့မိမတွေဆိုတာသူတို့ပြောတာနဲ့သူတို့ဖြစ်တာတခြားစီဖြစ်နေတတ်တယ်ဒါကြောင့်သူတို့စကားကိုမယုံရင်အကောင်းဆုံးပဲကိုလူဘာပဲဖြစ်ဖြစ် ျုပ်ရဲ့ပြုတ်စီဘူးလေးမဆုံးရင်တော်ပါပြီဟုပြောလေတော့သည်ထို့ကြောင့်ထိုမိမထံမှပြုတ်စီပလင်ပြန်ရရှိရေးမှကျွန်တော်တို့အတော်ဝင်တစ်ခုဖြစ်နေလေတော့သည်ထိုအချိန်၌ထိုမိမသည်ထိုမိမသည်အိမ်သာမှပြန်လာလေတော့သည်ထို့နောက်ကျွန်တော်အားပြုတ်စီပလင်ကိုပြန်ပြီးပေးကျွန်တော်လည်းမုတ်စိတ်ဖြူချန်တို့ထိုပြုတ်စီပလင်ကိုပေးပြန်ပြီးပေးလိုက်လေထိုကထိုမိမကအကိုကြီးပြုတ်စီပလင်ကလည်းယထာတစင်းလုံးလိုက်ပြီးငားနေတော့လာလားပဲဟုမေးလိုက်လေတော့ဤထိုကမုတ်စိတ်ဖြူကြီးကကျွန်တော်ဘက်သို့လှည့်၍ ျက်လုံးပြူပြလိုက်လေ၏တို့နေပင်ကျွန်တော်ဒီမျက်နှာချင်းဆိုင်မှာမိမနှင့်ပါစတင်ခင်မြင်သွားလေတော့သည်မိုးစိတ်ဖြူကြီးသည့်ပြုတ်စီအနှဲငယ်ကိုဇက်ပိုး၌အနှဲငယ်ပုတ်၍ပလင်းကိုလွှဲထဲတို့ထက်ကအိမ်သာဘက်သို့ထွက်ထွက်သွားလေတော့သည်ထိုခါ၌မျက်နှာချင်းဆိုင်မှာမိမကကျွန်တော်အားမျိုးစိတ်ဖြူကြီးနှင့်မိုးစိတ်ဖြူကြီးနှင့်အဖိုးကြီးကရှင်းပြုတ်စီဘူးကိုသူ့လွှဲထဲထည့်လိုက်ပြီးနောက်တော့မိပြီးသူနဲ့ပါသွားလိမ့်မယ်ဟုသတိပေးလေ၏ထိုခါကျွန်တော်က အဲ့ဒီပြုတ်စီဟာမုတ်ဆိပ်ဖြူကြီးဟာဟုပြောလိုက်မှပင်မင်းကလေးလည်းသဘောကျ၍တခိခိရေလိတို့တို့ရေပြီးနောက်လျင်ကျမကလည်းမစီမဆန်အကုသိုလ်ကြီးများနေလိုက်တာဟုပြောလိမုတ်ဆိပ်ဖြူကြီးလည်းပြန်ရောက်ပြန်လည်ရောက်ရှိလာပြီးနေရာ၌ထိုင်လိထို့နောက်မုတ်ဆိပ်ဖြူကြီးနဲ့ကျွန်တို့တို့စကားသမီးပြောကြလိကျွန်တို့ဒီမိတ်ဆွေတဦးကြီးညွန်ပြမှုကြောင့်တရားထိုင်ရန်အလို့ငါတောင်ပေါ်မျိုးကလေးတစ်မျိုးတို့သွားနေခြင်းဖြစ်ကြောင်းပြောလိထိုအချိန်၌ပင်ယထာသည်ဘူရာတစ်ခု၌ရိုက်ရန်ဆက်ရှိန်ကိုလျှော့လိုက်၏ မင်းကလေးကဘာဘူးတာလဲဟုကျွန်ုပ်အားမေးလေကျွန်ုပ်ကလည်းမသိသောကြောင့်မုတ်ဆိပ်ဖြူကြီးအားဘာဘူးတာလဲဟုထပ်၍မေးလေဒိုခါမုတ်ဆိပ်ဖြူကြီးကကို့လူဖက်နေတဲ့စာအုပ်ထဲမှာကြည့်လို့မရဘူးလားဟုပြန်၍မေးလေကျုပ်ဖက်နေတဲ့စာအုပ်ကဘူတာခီးစဉ်စာအုပ်မှမဟုတ်ပဲဗျာဟုပြောလိုက်ရာမုတ်ဆိပ်ဖြူကြီးကအခုရတာပကိုးဘူးတာဟုပြောလေဒိုခါကြမှာပင်ကျွန်ုပ်လည်းယထာနီးတို့လာရောက်ရောင်းချသောဈေးတင်များထံမှတစုံတစ်ခုသောစားစရာတောက်စရာများကိုဝယ်ရန်အတွက်ကြိရှိလေ တို့နောက်ကျအုပ်နဲ့ကြော်ထားသောပေါင်မုံတစ်ခုကိုဝယ်လိုက်လေကျွန်ုပ်ဤရှိမှမိမကလည်းပစွန်ကြော်တစ်ခုကိုဝယ်လိုက်လေမိုးစိတ်ဖြူကြီးကမူငပြောသည့်တစ်ဖီးကိုဝယ်လိုက်၏ယထာထွက်သောအခါ၌ကျွန်ုပ်သည်ပေါင်မုံကြော်ကိုစားကြည့်ပေါင်မုံကြော်မှာအကြံကိုနှွေးထားသောကြောင့်စား၍မကောင်းပေရှိနေလေထို့ကြောင့်ကျွန်ုပ်သည်ပေါင်မုံကြော်ကိုလွှင့်ပြစ်လိုက်မိန်းကလေးဤပစွန်ကြော်မှာလည်းအကြံပင်ဖြစ်၏မိန်းကလေးသည်ကြိတ်မဲ့၍စားတော်လည်းနောက်ဆုံး၌လွှင့်ပြစ်လိုက်ရလေတော်သည် မောသိပြူကြီးမှမူမပြောသည့်တလုံးကိုခွန်နွားကစားနေပြီဖြစ်၏ထို့ကြောင့်ကျွန်ုပ်ကဘယ်လိုလဲကောင်းရဲ့လားဟုမေးလိုက်ရာမောသိပြူကြီးကကောင်းမှဗျာဟုပြန်၍ဖြေလိမ့်ကျုပ်ဝဲတဲ့ပေါင်းပေါင်းကျော်ကြီးကအကုန်ကိုအကြံကိုပြန်ရင်းရတာဗျဒါကြောင့်လုံးဝကိုစားလို့မရဘူးဟုပြောလိုက်လိမ့်လူလုတ်တဲ့ပစ္စည်းနဲ့သဘာဝပစ္စည်းကွာတယ်တကယ်လို့လိန်စရာရှိရင်လူလုတ်တဲ့ပစ္စည်းမှလိန်လို့လွယ်တယ်သဘာဝပစ္စည်းမှမလွယ်ဘူးအဲ့ဒါကြောင့်မတိကြတဲ့နေရာမှာ ဝေပြုစားတော့မယ်ဆိုရင်တဘာဝစားတော့ကိုဝေပြီးစားတာအမြဲလိုလိုခီးဝေပြီးစားကျုပ်ကအမြဲလိုလိုခီးသွားနေသူတူပဲဒါပေမဲ့ထမင်းထမင်းတို့အသူတို့ဘာလီရီအတုတို့စီရကြဖြော်ထားတဲ့လက်ဖက်ရည်တို့တခါမှမဝယ်မိဘူးကျုပ်ဝယ်စားရင်ငပြောသည်တို့တင်မောသည်တို့အဲ့ဒါမျိုးပဲဝယ်စားတာဒါနဲ့ညီစမ်းမအောင်ကို့လူဖက်နေတဲ့စားအုပ်ထဲမှာဒီအချိန်မျိုးပုံမှုကျော်ဝယ်စားရင်အကြံနဲ့မိနေမယ်ဆိုတာမပါဘူးလားဟုမိုးစိတ်ဖြူကြီးကမေးလိုက်လေ တို့ကကျွန်ုပ်ကတောက်တီးတောက်တယ်ဗျာကျုပ်ဖက်နေတဲ့စာအုပ်ကမုံဝယ်စာနီစာအုပ်မှမဟုတ်ပဲဟုပြန်ပြောလိုက်လေတို့နေပင်ကျွန်တော်တို့အသုံးဦးသားသည်ယင်းဤတိကျွမ်းပြီးတဲ့နောက်တောင်ပေါ်မြို့ကလေးစီတို့ရောက်လာကြတော့၏မြင်းချင်းဆိုင်မှမိမမှမူတောင်ပေါ်မြို့ကလေးမှ၎င်း၏အမထံသို့တွားရောက်လေပတ်ခြင်းဖြစ်ကြောင်းသိရလေကျွန်ုပ်တရားထိုင်ပြီးဖြစ်သောဖြစ်ကြောင်းသိရသောအခါ၌ဘဲငပိကျော်များမှုန်ညင်းခြင်းများလူတန်းမရစေဟုခွင့်တောင်းကကျွန်ုပ်ထံသို့လာရောက်၍လူတန်းလေ၏ တနုတ်တီမိတ်ဆွေညွန်ပြသောဆရာနှင့်တွေ့ဆုံက55ရက်တိုင်တိုင်တရားထိုင်လေတော့သည်55ရက်ပြည့်သောအခါ၌ပြန်ခဲ့လေ၏ကျွန်ုပ်ပြန်ပြီးနေ့တွင်မြင်းချင်းဆိုင်ထိုင်ကုန်မှမင်းကလေးလည်းထိုမျိုးမှပြန်ခဲ့လေ၏ဘူရာတွင်တွေ့သဖြင့်လက်မှတ်ကိုအတူယူကြရာခုံချင်းအတူကြလေတော့သည်လမ်းတွင် ကျွန်ုပ်ကခေါင်းကိုက်သည်ဆိုသောကြောင့်သူကပြုတ်စီပလင်ကလေးကိုထုတ်ပေး၏ဘူရာတခုသို့ရောက်၍မှုန်ဝဲခံဤ၌သူကပင်ကျွန်ုပ်အားဒီတစ်ခါဝယ်ရင်တဘာဝပဲဝယ်တော်ဟုသတိပေးသည်ဖြင့် ကျွန်တော်လည်းငါပြောသည်တင်မောသည်လိန်မောသည်တို့ကိုဝယ်ယူလေ၏ထို့နောက်နှစ်ယောက်သားပျော်ရွှင်စွာစားတော့ကြလေတော့၏ဤသို့နေပင်သူနှင့်ကျွန်ုပ်သည်ယင်းဤသွားကြလေတော့၏ယင်းဤသည်ဆိုခြင်းထက်နီးဆက်သွားကြသည်ဆိုလျင်ပိုရိမှန်ပြီလိမ့်မည်ရန်ကုန်သို့ရောက်တော့ခါ၌လဲကျွန်ုပ်၏ယုံတို့မကြာခဏသူကလာ၏ကျွန်ုပ်ကလည်းသူ၏ယုံတို့မကြာခဏသွား၏ထို့နောက်တွင်ကသူကကျွန်ုပ်အားမောင်းဟု ခေါ်လာ၏ကျွန်ုပ်ကလည်းသူအားခင်ဟု ခေါ်ပြလာလေတော့သည် ကျွန်ုပ်ဤမိမကြီးမသိအောင်ကျွန်ုပ်ဒီခင့်ထန်တို့ရောက်ရှိခဲ့လေကျွန်ုပ်မှာလူပြိုမဟုတ်အိမ်တော်နှင့်ဖြီးထို့သူခင့်မှာလည်းအပြိုမဟုတ်တခုတခုလက်မှကလေးဖြီးကျွန်ုပ်တို့နှုတ်ဦးအချစ်ရေးသည်ကြားလေးလေးခိုင်မြဲလေးလေးဖြစ်လာ၏တူဦးကိုတူဦးမမြင်ရလျင်မနေနိုင်အောင် ဖြစ်လာကြ၏တို့ပြမှာပြုတ်စီတပလင်းမှအစားခဲ့ခြင်းဖြစ်ကြောင်းကျွန်ုပ်မှာမကြခဏသတိရမိသည်ကျွန်တော်တို့ဤဖူးစာမှာပြုတ်စီဖူးစာဟုပင်ဆိုနိုင်လေ။ဒါညတွင် ကျွန်ုပ်သည်ခင့်ထန်တို့သွားလေ။ထို့နောက်ခင်ဤ အခန်းတကားကိုခောက်လိုက်လေအတွင်းမှာခင်ကဘသူလဲဟုမေးလိုက်မေးလျာကျွန်ုပ်ကမောင်မောင်ဟုပြန်၍ဖြေတော်လဲခင်ကတကားဖွင့်မပေးထို့ကြောင့်ကျွန်ုပ်ကမောင်လေကွာတကားဖွင့်ပေးလေကွာဟုဆိုတော်လဲတကားဖွင့်မပေးကျွန်ုပ်ဒီနှစ်နာရီနီးပါးတကားအပြင်ဘက်၌ရက်နေနောက်ဆုံးတွင်လက်လျှော့၍ပြန်ခဲ့ရလမ်းထိပ်တို့ရောက်တော့အခါအသွေးတစ်ခုပေါ်လာ၏ထို့ကြောင့်ခင်တန်တို့ပြန်လာပြီးတကားကိုခောက်ပြန်၏အတွင်းမှာခင်ကဘသူလဲဟုမေးပြန်၏ကျွန်ုပ်ကမောင်ဟုမဖြေတော့ဘဲခင်မဟုဖြေလိုက်လေ၏ ထိုအခါအတွင်းမှခင်ကခင်သည်တကားစီတို့ဥရဖာယာပြေးလာပြီးလျင်တကားကိုကြပြကြရာဖွင့်လေ၏ထို့နောက်ကျွန်ုပ်သည်လေတိုင်းကျွန်ုပ်၏လေတိုင်းတို့လေလေတိုင်းတို့တိုင်းဖဲလိုက်လေ၏ပြေးလျင်မောင်ကသိပ်ပြီးသဘောပေါက်လွဲတာပဲခင်လေးတခုစဉ်းစားနေတာမောင်ရဲ့ခင်ရဲ့ဆိုပြီးနှမျိုးနှစားရှိနေသည်မတုံးနဲ့တူတတ်တက်စီဖြစ်နေမယ်တပေါင်းနဲ့တစည်းနဲ့မဖြစ်နိုင်ဘူးလို့စဉ်းစားနေတာဒါကြောင့်ခင်ဖို့တော့မောင်ဆိုတာမရှိဘူးခင်မဲရှိရမယ်ခင်ကလည်းခင်မဲမောင်ကလည်းခင်မဲဖြစ်ရမယ် အဲ့ဒါကိုမောင်တဘောပေါက်တယ်နော်ဟုပြောလိုက်ရာကျွန်ုပ်လည်းဒီလောကကြီးမှာမောင်မရှိတော့ဘူးလေခင်မဲရှိတော့တယ်ဟုပြောလိုက်ရာခင်သည်သဘောကျလွန်၍တခစ်ခစ်ရဲကကျွန်ုပ်အားအချိန်ပေါင်းများစွာနန်းရှုံနေတော်သည်အထက်ပါပြည့်ပြတ်များသည့်နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ကျွန်ုပ်လည်းအိမ်မဇနီးနှင့်ခင်တို့၏ကြားတွင်ကောင်းစွာနေတတ်လာပြီဖြစ်သည်အိမ်ကဇနီးလည်းပြောမရသည့်အဆုံး၌ကျွန်ုပ်အားလက်လျှော့လိုက်ရပြီဖြစ်ကျွန်ုပ်သည်ခင်ထံသို့ပြောင်းသွားခွင့်ရလာပြီဖြစ်ဒီနေ့တွင်ကျွန်ုပ်သည်ခင်ထံသို့သွားခဲ့၏တကားကိုခောက်လိုက် အတွင်းမှခင်ကဘသူလဲဟုမေးလိုက်ကျွန်ုပ်ကခင်မောဟုဖြေလိုက်တို့ရတွင်တကားမဖွင့်မဲရှိပြန်လေတော့သည်ဒုခာ၌ကျွန်ုပ်သည်တကားပြင်ဘက်တွင်တနာ yı ခွဲခန့်ဆောင်းဆိုင်ပြီးသည့်နောက်ပြန်ထွက်ခဲ့လေတို့ရတွင်ရိုးရိုးမထွက်ခဲ့ပဲအပြင်မှဂလန်ထိုးခဲ့လေထို့နောက်မြေဆောင်တို့ရှိလပည့်ရဆိုင်တို့ဝင်ကားအိမ်ခန်းကိုမမိတ်မမိတ်သောမျက်စိနှင့်ကြည့်ခဲ့ဤနေခဲ့လေအတော်တန်ကြာသောအခါ၌ခင်၏အခန်း၌ကက်လျက်အခန်းမှမိမကြီးသည်ကျွန်ုပ်ထိုးခဲ့သောဂလန်ကိုဖြုတ်ပေးနေကြောင်းတွေ့ရ၏ ကျွန်ုပ်ဒီစိတ်ဝင်စားစွာဖြင့်လပိတ်ဆိုင်အတွင်းမှမုံထည့်ထားသောမုံဘီယိုကိုကြွယ်ကားကြည့်နေလေ၏အချိန်မှည9နာရီထိုးနေပြီဖြစ်၏ဤညမှာတနင်္လာနေ့ညဖြစ်သောကြောင့်ခင်ထန်တို့လာလိမ့်မရှိပဲဖះတို့တက်ကဖះဘော်တွင်အိတ်လေးရှိသောညမျိုးဖြစ်၏ညမကြာမီ၌ပင်တကားကလန့်ကိုဖြုတ်ပေးသောမိမကြီးသည်သူ၏အခန်းသို့ပြန်သွားကတကားကိုပေးလိုက်လေ၏ထိုအခါ၌ကျွန်ုပ်၏ခင်သည်ဝဲရသို့ဆစ်ဆစ်ဆက်ကြည့်ရှုလိုက်၏ထိုတို့ကြည့်ရှုပြီးညမကြာမီ၌ပင်သူ၏အခန်းထဲမှယောက်ျားတအူးထွက်လာလေ၏ ထိုသူမှာခဏကိုခန္ဓာအလွန်ကြီးမားကြောင်းလဲကျွန်တို့သတိပြုမိသည်ကျွန်တို့ဒီလက်ဖက်ရည်ဆိုင်တွင်မှပြေးထွက်ကာထိုသူ၏ကိုယ်ကိုဖမ်းဆွဲလိုက်လိထိုသူကိုကျွန်တို့ကောင်းစွာမှတ်မိထိုသူသည်တခါကယထာဘော်တွင်ကျွန်တို့၏ခြေထောက်ကိုနင်းသွားဘူးတော်သူဖြစ်၏ထိုသူသည်ကြောက်အလန့်အားနှင့်ယုံကကျွန်တို့၏ခြေထောက်ကိုနင်းဟာထွက်ပြေးသွားလေတော်သည်ကျွန်တို့ကခင်အားနင်းမင်းမယုတ်ပဲကိုကောင်ကြီးဟာနင့်လင်ငယ်မဟုတ်လားဟုပြောရာခင်သည်ကျွန်တို့၏စကားကိုအလေးနက်မထားဘဲမြေကြီးပေါ်တွင်တစုံတစ်ခုကိုရှာဖွေနေ၏ ထို့နောက်တွင်တွေ့ရှိသွားကကောက်ယူလိုက်ကောက်ယူလိုက်တော့အရာမှာပြုတ်စီပလင်းကလေးပင်ဖြစ်နေတော့သည်နင်ဟာပြုတ်စီလိုမိမမျိုးပဲဟုပြောလိုက်ရာခင်ကအဲ့ဒီတော့ရှင်ကမပေါင်းကျင်ဘူးပေါ့မပေါင်းကျင်ရင်เจ้าမေတော့ဟုပြောလေကျွန်တော်စီသူဤပါးကိုလှမ်း၍ရိုက်လိုက်သည် ထို့နောက်ထွက်လာခဲ့လေသည်ထိုချိန်ကဆောက်၍ကျွန်တော်ဤစိတ်များကနာမငြိမ်ဖြစ်လာ၏တို့ကကျွန်တော်ဤမိတ်ဆွေကောင်းတို့ကတောင်ပေါ်မြို့ကလေးတစ်မြို့တွင်တရားပြသောဆရာတို့ရှိကြောင်းတရားတော်၏ထိုင်တဲ့အကြောင်းပြောလေထို့နောက်တော့ ထိုတောင်ပေါ်မှဆရာထုတ်ထားသောတရားစာအုပ်ကလေးတအုပ်ကိုလက်ဆောင်ပေးလိုက်လေ၏ထိုကြောင့်ကျွန်ုပ်သည်တောင်ပေါ်မြို့ကလေးသို့သွားရန်ဘူဒာယုံသို့ထွက်ခဲ့လေသည်ထို့နောက်ယထာဘော်တို့တက်ကကျွန်ုပ်ဤထိုင်ကုန်၌ထိုင်လိုက်လေ၏ခီးတဲ့များသည်တက်တူတက်ဆင်းသူဆင်းပြုနေကြ၏ခီးတဲ့အချို့နှင့်လိုက်ဖို့သူအချို့သည်ဇင်းကြံလမ်းပေါ်တွင်စကားပြောနေကြလေ၏ကျွန်ုပ်သည်လက်ဆောင်ရထားသောတရားစာအုပ်ကိုထုတ်၍ဖတ်ရှုနေလေ၏ထိုအခါထိုအချိန်မှပင်ကျွန်ုပ်ဤနဘေးသို့တစုံတစ်ယောက်လာ၍ထိုင်၏ကျွန်ုပ်သည်ထိုသူကိုလှည့်၍ကြည့်လိုက်လေ၏ ထိုသူမှာနေပေါင်းများစွာကဤအတိုင်းဆုံးခဲ့ဘူးသောမိုးစိဖြူဘိုးကြီးဖြစ်နေလေ။မိုးစိဖြူကြီးကိုလည်းကျွန်ုပ်ကိုမိုးစိဖြူကြီးလည်းကျွန်ုပ်ကိုကောင်းစွာမှတ်မိသွားလေ။ထိုအခိုက်မှာပင်အခြားသောခုံမှတစုံတစ်ယောက်သည်ကျွန်ုပ်တို့ပဒင်းပေါက်ကိုလာရောက်က၎င်းကိုလိုက်ပို့သောသူနှင့်စကားပြောလေတော့သည်။၎င်းပြောသောစကားများထဲတွင် MDG ထံကိုပို့ရန်ပစ္စည်းများစည်ရင်လည်းပါ၏။ထိုစည်းနေတွင်ဗီဒီယိုတစ်ခွေများ၏အမည်များလည်းပါ၏။ MD ကရော်ကြီးမှာထားသောခွေမျိုးကောင်း ွေးမျိုးကောင်းတကောင်းဤအကြောင်းလဲပါ၏၎င်း၏အိမ်မှရေခဲသစ်သာပြည့်နေသည်ကိုယုံမှခိုင်းနေကြလူကိုခေါ်၍ပြင်ကန်းရန်လဲပါ၏ထို့နောက်ဓာတ်စီကိုနေ့စဉ်မှန်မှန်ထုတ်၍ထားရန်လဲပါ၏ထိုသူသည်အလုံးစုံမှပြီးတော့ခါ၌လိုက်ဖို့သူပြန်သွား၏ထိုသူကနောက်သို့ဆုတ်ကဆုတ်လိုက်ရာကျွန်ုပ်၏ခြေထောက်ကိုနှင်းမိလေထိုကကျွန်ုပ်သည်ထိုသူအားစောင့်၍တွန်းလိုက်၏ထိုသူက sorry sorry ဟုပြော၏တို့ရတွင်ကျွန်ုပ်ကကိုလူကိုလူခြေထောက်ကိုစောင့်နှင်းပြီး sorry sorry လို့15ခါပြောမယ် ကျင်းနဲ့မလားဟုပြောလိုက်ရာထိုသူသည်ကျွန်ုပ်၏ခြေထောက်ကိုကင်ကအနုညွတ်တောင်းပန်သွားလိမ့်ကျွန်ုပ်ဒီတက်နေမိသောခြေထောက်ကိုခုံပေါ်တို့တင်၍ကြည့်လိုက်ရာခြေပြားကလေးများတွေးကြည့်ဥသွားကြောင်းတွေ့ရ၏ဒိုကာမုတ်စိတ်ဖြူကြီးအဖိုးကြီးကသူ၏လွဲရွတွင်မှပြုတ်စီပလင်းကလေးကိုထုတ်ကားကျွန်ုပ်အားပေးလိုက်လိမ့်ကျွန်ုပ်သည်မယူဝံ့မယူရဲဖြစ်နေလိမ့်တို့ရရင်ခြေထောက်ကနာလွန်းလာသဖြင့်ပြုတ်စီပလင်းကိုယူကာဒိုင်ယာဘော်တွင်ပြုတ်စီကိုတုံလင်းလိုက်လိမ့်ထို့နောက်မုတ်စိတ်ဖြူကြီးအားယခင်ကဤနေရာ၌ကျွန်ုပ် အီတိုတွေ့တွေ့ကြုံရပုံမှာအစနောက်ဆုံးဖြစ်ဖြစ်ခဲ့သည့်အဖြစ်အပျက်အတွေ့အကြုံအထိပြောပြလိုက်လေထိုချိန်၌မြင်းချင်းဆိုင်ခုံတို့မိမတူရောက်လာလေသည်ထိုမိမသည်သူ့အားလိုက်ဖို့သောမိမကြီးအားအိမ်၌ပြုတ်စီပလင်ကျန်ခဲ့ကြောင်းပြောပြနေလေ၏ထိုအပြင်ခေါင်းကိုက်နေကြောင်းလည်းပြောနေလေ၏ထိုချိန်မှာပင်ယထာသည်အော်အော်ဆွေ၍အစတင်ထွက်ခွာနေပြီဖြစ်၏မြင်းချင်းဆိုင်မှမိမသည်ကျွန်ုပ်၏လက်ထဲမှပြုတ်စီပလင်ကိုလှမ်း၍တီးလိုက်လေ၏ကျွန်ုပ်သည်ပြုတ်စီပလင်ကိုအဖုံးပိတ်လိုက်ပြီးနောက် မောစေဖြူကြီးလက်တို့ပြန်၍ပေးလိုက်လေ၏ထိုတို့ပေးလိုက်ရင်ပြုတ်စီကောင်းတိတ်ပြီးရှားတယ်လူတွေတိုင်းရှောက်ပြီးဝေမနေနဲ့ဟုကျွန်တော်ကပြောလိုက်လေ၏ထိုကဖြူကြီးကကို့လူတရားထိုင်မှုတော့အောင်မဟုတ်လားမတော်နဲ့ကို့လူအပိုးပဲကို့လူတရားရမှာမဟုတ်ဘူးကို့လူရင်ထဲမှာအတေးအမှတ်တွေရှိနေတယ်ကို့လူရဲ့စိတ်ဟာအတေးအမှတ်တွေရဲ့လောင်အိမ်ထဲမှာမှိနေတယ်စိတ်ဆိုတာတိမ်ကလေးလိုလွင့်ပြီးစမ်းရည်ကလေးလိုစီးနေတာမှကောင်းတာ အဲ့ဒီလိုလွန်းလွန်းလပ်လပ်ကလေးရှိနေမှလွံ့မြောက်မှုနဲ့ပိုပြီးနီးစပ်လိမ့်မယ်ထင်တယ်။အခုခါမှာတော့ကို့လူဟာဒီလိုမဟုတ်ဘူး။ပြယုစီကိုမုန်းနေပြီ။ပြီးတော့ပြယုစီနဲ့တူတဲ့မိမကိုလည်းမုန်းနေပြီ။အမှန်ကလောကကြီးဆိုတာအကြောင်းမဲ့မောက်မာသူတွေလောဘအတွက်ရောက်ရောက်ခန့်နေတဲ့သူတွေရမက်ထူပြောတဲ့သူတွေလျက်ပေါ်လော်လီတဲ့သူတွေပြယုစီနဲ့တူတဲ့မိမတွေလည်းရှိမှပြည့်စုံမှာပေါ့ကွာ။ပြီးတော့မောက်မာသူတွေလောဘတွေရမက်တွေလော်လီဖောက်ပြားမှုတွေ ဂုံယူဝင်ကြွားမှုတွေကြောင့်အသက်ဝင်လှူရှားနေတာမဟုတ်လားအဲ့ဒီຢာတွေကိုဖယ်လိုက်ရင်လောကကြီးဟာစိတ်စိတ်ညင်နေတဲ့တုံနိဘာဝေကြီးအဖြစ်ကိုရောက်သွားမှာပေါ့ကျွန်ုပ်ဒီမိတို့ဖြစ်တည်မသိမုတ်စိတ်ဖြူကြီးစကားကိုကောင်းစွာနားလည်သွား၏ထို့ကြောင့်ယင်ထဲတွင်ပေါ့သွား၏ကျွန်ုပ်ဘကိုးပူရာမှဆင်းပြီးပြန်တော့မြည်ဟုကျွန်ုပ်ကပြောလိုက်ရာမုတ်စိတ်ဖြူကြီးကသူ၏ပြုတ်စီပလင်းလေးအားကျွန်ုပ်ကိုလက်ဆောင်အဖြစ်ပေးလိုက်လေ၏ကျွန်ုပ်ဒီကျွန်ုပ်၏အိမ်သို့ပြန်လာခဲ့လေ၏ ခင်သို့မဟုတ်ပြုစီနေသူသောမိမထံသို့လည်းမြည်သည့်အခါမှမသွားတော့ပြီတို့ရာတွင်ကျွန်ုပ်သည်ထိုမိမအားမုံတီးခြင်းမရှိပါထို့သူချစ်ခြင်းလည်းမရှိပါကျွန်ုပ်သည်ချစ်ခြင်းမုံခြင်းမှလွတ်မြောက်သွားသည်ဟုဆိုနိုင်သည်ထိုမိမသားအပေါ်၌သာမဟုတ်အရာရာတိုင်း၌ချစ်ခြင်းမုံခြင်း၏မြင်းကြောင်းများကိုကြော်ဖြတ်လာနိုင်ခဲ့ပြီဖြစ်ထို့ကြောင့်မောဇိဖြူကြီးထံမှရခဲ့သောပြုတ်စီပလင်းလေးအားဖျားစင်ပေါ်သို့အမျက်တနိုးတင်ထားလိုက်လေတော်သည် ီနေ့ဖက်ပြတင်ဆက်ပေးသွားတဲ့ဝိတုလေးကတော့တလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တအူတယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ